ချစ်တဲ့ပြိတ္တများအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ရှိပြိသက်ကြီးကိုတွေ့ဆုံပေးမဲ့သူကတော့စာရေးဆရာငရိမ့်မဲဖြစ်ပါတယ်။ဆရာက2018ခုနှစ်မှာစာပေလောကထဲကိုဝင်ရောက်လာခဲ့တာဖြစ်ပြီးလိုင်းဘော်ကလူဝတ္ထုတို့စူးစီးမှုနဲ့ပင်လယ်ထဲကမြေတိမ်နဲ့တောင်နဲ့လမ်းနဲ့လူဆိုတဲ့လုံချင်းဝတ္ထုအပြင်ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတစ်ခိုင်လုံးရှည်ဆိုတဲ့ လုံခြုံဝတ္ထုလေးကိုထွက်ရှိထားတာဖြစ်ပါတယ်ရှင်။2018-2019ခုနှစ်မှာလည်းသားကောင်များဝတ္ထုတို့နဲ့ကမ်းလှမ်းများစားပြီးအဖွဲ့ကပေးအပ်တဲ့တနစ်တာအကောင်းဆုံးဝတ္ထုတို့စုကိုရရှိထားသူလည်းဖြစ်ပါတယ်ရှင်။ဆရာမင်္ဂလာပါ။မင်္ဂလာပါဗျ။အပထမအဆုံးအနေနဲ့ဆရာရဲ့ကလောင်နာမည်ငရင်းလို့ခန့်ယူပြပုံလေးကိုအရင်ဆုံးပြပြပေးပါဆရာ။အဲ့ဒါနည်းနည်းတော့ဒီပြောမှာဖြစ်တယ်လို့နိုင်မလားမသိဘူး။ကျွန်တော်ကဇော်ကြီးတဲ့ကဒီစာရေးပြမယ်လည်းမထင်ဘူးဗျ။ ဇာတိဆရာဖြစ်လာမယ်လို့လည်းမထင်ဘူးအဲကျွန်တော်တို့စမရေးခင်မှာအဲကျွန်တော်ဦးလေးတယောက်ကသူကရေးတယ်ရေးတယ်သူဒီကန့်လက်များဆိုရယ်စာပေဖွဲ့မှာသူကသူတို့ online ပြိုင်ပွဲပေါ့အဲ့ဒီကနေသူစုတွေပါရရတော့ကျွန်တော်လည်းရေးချင်းတွေပေါက်လာရေးချင်းတွေပေါက်လာပြီးတော့စာရေးမယ်ဆိုပြီးတော့ကလောင်နာမည်ကကျွန်တော်နာမည်အရင်ကဆိုထပ်အောင်ဆိုထပ်အောင်နဲ့ကစာရေးဆရာရှိရလေ အဲ့တော့ကလောင်နာမည်ရွေးရတော့ចောင်းလုံးကကြပြာရေးတဲ့တကယ်ချင်းတယောက်ကသူသူ့နာမည်ငဒေး DAY ဒီဟုတ်သူ့နာမည်ကိုကြိုက်တော့ကျွန်တော်ကတောင်းတာသူကမရေးတော့ဘူးဟုတ်လုံးဝမရေးတော့တာမရေးတော့မင်းကလောင်လေးငါပေးပါခွာဆိုတော့အရင်ရေးမှာဗောတဲ့မပေးဘူးတဲ့မင်းအမေတခြားရှာတဲ့တခြားလဲကိုကမစင်းစားကြင်တော့ဘူးအဲ့ဒါနဲ့ ငတိန်းဆိုပြီးတော့မင်းကဒေးတော့ငါဒိန်းတယ်ကွာဆိုပြီးတော့ဒီတိုင်းပဲပေးလိုက်တာတဖြည်းဖြည်းချင်းလေးသူ့ဘက်သူဒီလိုဖြစ်လာတော့မတန်နိုင်တော့ကြောက်လို့လည်းမရတော့ဘူးဟုတ်ကဲ့ပါဆရာနောက်တစ်ခုကဒီပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းကပေါ့နော်ဆရာရဲ့တခိုင်လုံးရှည်ဆိုတဲ့လုံချင်းဝတ္ထုလေးဖက်ထားတယ်နော်ဆရာဒီဝတ္ထုထဲမှာဒီမြမသင်းမောသားတွေသင်းမောပေါ်မှာပေါ့နော် တယောက်နဲ့တယောက်ကုညီတဲ့သူကကုညီတယ်ခြေထိုးသူကခြေထိုးပြီးတော့နေ့စဉ်ဖြတ်သန်းရတဲ့ဝါးတွေအကြောင်းရေးထားဖတ်ရပါတယ်ဆရာဒီစာအုပ်လေးရေးဖြစ်ခဲ့တဲ့အကြောင်းလေးကိုလည်းပြပြပေးစီချင်ပါတယ်ဒီစာအုပ်ကပြောရရင်ကျွန်တော်စီးခဲ့တဲ့တင်မောအကြောင်းတစ်ခိုင်လုံးရှူလို့ကျွန်တော်ဒုတိယမြောက်တင်မောစာရေးပြစ်လာတော့ဒီကလပ်များတွေဘာတွေမှာဝင်ပြန်ပြီးစာရေးပြစ်လာတော့ဟိုကကျွန်တော်ဝှထုတို့တပုတ်ရေးသေးတယ်စေးဆက်များဆိုပြီးတော့ ဘယ်မှလည်းမပို့ပြပါဘူးအဲ့တော့စေးဆက်များဆိုပြီးရေးတယ်ပြောရင်ဒီတင်မော်ကြီးရဲ့ကျွန်တော်ကြုံခဲ့ရတာတွေအားလည်းပြောဟိုစာရေးခြင်းစရာကြီးဖြစ်နေတာစာရေးဆရာဆိုလို့ရှိရင်တော့ဒီဝတ္ထုရေးဆရာဆိုရင်တော့ဝတ္ထုရေးခြင်းစိပေါက်ပါတကယ်ပေါက်ပါအဲကဗျာသမားဆိုရင်လည်းကဗျာရေးခြင်းစိပေါက်ပါအဲ့လိုမျိုးကြီးဖြစ်နေကျွန်တော်ကျွန်တော်ခံစားရတာပဲဟုတ်ကဲ့ဒီဝတ္ထုကိုကျွန်တော်အခြေတည်နေတာ2019လောက်ကတည်းကကျွန်တော်ရေးဖို့စိတ်ကူးနေတာဗျစိတ်ကူးနေတာဟိုမှာ မရေးနိုင်တော့ဘူးထင်လို့မဟုတ်မရေးသေးပဲနဲ့ထားရတာပေါ့တကယ်တမ်းလည်းဒီဝုဒ္ဓကျွန်တော်စပြီးရေးတာကဒီတိမ်နဲ့တောင်နဲ့လမ်းနဲ့လူနဲ့မတိုင်ခင်ကတည်းကကျွန်တော်စထားတယ်ဟုတ်ကဲ့သုံးနှစ်ကျော်သွားပြီပေါ့ရေးချိန်သုံးနှစ်ကျော်လောက်ရှိတာဟုတ်ကဲ့ဆရာအခုဆရာပြောတဲ့ဟိုတိမ်နဲ့တောင်နဲ့လမ်းနဲ့လူမှာဆိုလဲဒီ focus ဆိုတဲ့ကောင်လေးလေးရပါတော့သူငယ်ငယ်လေးကလေးကသူ့ဖေကထားထားခဲ့ပြီးတော့သူចောင်းတဲ့ ်တက္ကသိုလ်တက်တဲ့အရွယ်မှာသူ့ဖေနဲ့ပြန်တွေ့ပြီးတော့ဒီသားဘာနှစ်ယောက်ကြားထဲကမေတ္တာတရားကိုမတွေ့ရဘဲနဲ့အစီအမပြေမှုတွေအကြောင်းရေးထားတာဖတ်ရတယ်နော်ဆရာဒီဝတ္ထုလေးဖြစ်တည်ခဲ့ပုံလည်းသိပြရစီဆရာဒီဝတ္ထုကလည်းဘယ်လိုပြောမှလဲကိုပေါင်းကိုလန်ထောင်းလာတဲ့ဝတ္ထုပေါ့ဗျာပြောရရင်တော့ဘယ်လောက်ပါလဲဟုတ်ကဲ့ပါဆရာအော်ဒီဝတ္ထုထဲမှာပေါ့နော်ဒီ ဒီ focus ဆိုတဲ့ကောင်လေးကိုပေါ့နော်သူ့အဖေကနောက်မိသားစုအိမ်အိမ်မှာသူ့ကိုခေါ်ထားတယ်ခေါ်ထားတယ်ပြီးတော့မှအိမ်လုတ်တယ်လက်ခိုင်းတဲ့အပြင်ပေါ့ဒီသူ့သမီးတော်ရဲ့အတွင်းကံကိုသူတွေ့ရတာနဲ့မလျှော်ပဲနဲ့ထားခဲ့လို့အဖေကသူ့သူ့ကိုယ်တိုင်ဝင်ပြီးလျှော်ခဲ့တယ်လို့ဆရာရေးထားတာလေးဖတ်ရပေါ့နော်ဒါလေးကဒီညီမဓလေ့ထုံးစံနဲ့ဆိုနည်းနည်းများတမျိုးဖြစ်နေမလားလို့ပေါ့လေအဲ့လိုမျိုးထင်မိရဆက်အဲ့ဒီအခန်းလေးကဟိုဒီစာအုပ်ဖတ်ရတဲ့ဆရာတိုင်းပေါ့လေဒီစာအုပ်ဖတ်ရတဲ့ဆရာတိုင်း ြောကြတဲ့အခန်းတချို့ဆရာတယောက်ကဆိုလို့ရှင်သူသူဖန်ညွှန်းရေးတဲ့ထဲထဲမှာဆိုဘယ်လောက်ထိပြောလဲဆိုတော့ဒီဟာကယုတ်တိလွတ်တယ်ပေါ့တခြားဟာခိုင်းရင်ခိုင်းပေါ့ဟိုဘလို့ဖေကဒီသူဟိုနောက်မေးမကပါလာတဲ့တမီးရဲ့အတွင်းကံကိုရှော်ခိုင်းမလဲဆိုတာဒီဝုထုဒီအခန်းကိုကျွန်တော်ရေးတော့လဲအာကျွန်တော်စဉ်းစားမိပါစဉ်းစားမိတယ်ဒါကြီးက တမယိုးကြတယ်မဟုတ်ဘူးရှင်းနိုင်ပါမလားတွေးကြလိမ့်မယ်ပေါ့လေဒါပေမဲ့ခုနကပြောလို့ပဲဟိုကုပောင်ကုလန်ထောင်းထားတဲ့ဝူတူဆိုတော့မတက်နိုင်ဘူးပေါ့ကျွန်တော်လည်းထည့်ရေးလိုက်မိတယ်ပေါ့နည်းနည်းယုတ်တိလွတ်လာဆိုတော့ကျတော့လည်းယုတ်တိလွတ်တဲ့ဘက်ကတွေးကြည့်ရင်တော့ယုတ်တိလွတ်ပါတယ်ဒါပေမဲ့ဟိုခိုင်းလာတဲ့လူရှိတော့ကျတော့လည်းဇလန်းဖြစ်သွားတာပေါ့စက်ကွက်ဖြစ်သွားတာ ုတ်ကဲ့အဲ့လိုမျိုးလေးပါဟုတ်ကဲ့ပါဆရာအော်ဒီဇက်ဒီဇက်လမ်းအကြောင်းလေးကိုပေါ့နော်ဆရာအင်းဆုံးဒီကောင်းကင်ဝဝေးဆိုတဲ့ဝတ္ထုတို့လေးကိုအရင်ရေးတာလားမသိဘူးနော်ဆရာဒီအကြောင်းအရာလေးတွေကဒီဒီတိမ်နဲ့တောင်နဲ့လမ်းနဲ့လူမှာဆိုတော့လေဒီဟာလေးကိုတွေ့ရတယ်ဆိုတော့လေဝတ္ထုတို့ကနေလုံချင်းဖြစ်ဆရာပြန်ပြောင်းရေးပြလိုက်တာပေါ့နော်ဆရာအဲ့ဒါလေးကအကောင်းကင်ဝဝေးရှိတယ်ပြီးတော့ကျွန်တော်ရေးတဲ့ဒီလောလောဆယ်ပေါ့လေကျွန်တော်ကျွန်တော်ရေးတဲ့တော်တော်များများဝတ္ထုတွေကပြောရရင် ကျွန်တော်ဂျုံကားတွေပြန်ပြီးတော့နည်းနည်းလေးရတာလေးထည့်ထည့်ပြီးရေးတာမျိုးဆိုတော့ဒီတင်တဲ့တောင်နဲ့စာအုပ်ထဲကနေပြီးတော့ပဲကျွန်တော်ဝတ္ထုတူ၃ဘုတ်လောက်၄ဘုတ်လောက်ထွက်တယ်ဟုတ်ကဲ့အဖေနဲ့ပိတ်ထားတော့တကားများလို့ပါအဲ့လိုမျိုးတွေပေါ့ရှိတယ်ဟုတ်တယ်အဲ့ကောင်းကင်ဝေဝေးရလဲအဲ့ဝတ္ထုတွေရပါဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာဟုတ်ဟုတ်ဒီဆရာအခုလိုစာရေးဆရာတွေကဖြစ်လာဖို့အတွက်ဆရာကိုဘယ်အရာတွေကအတွန်းအားဖြစ်ပေးခဲ့ရလဲဆိုတာလည်းသိပြရစီ စာရေးဆရာတယောက်ဖြစ်လာတယ်ဆိုတော့လေဟိုဒီလမ်းကြောင်းပေါ်ရောက်လာပြီဆိုတော့ရေးပြောခြင်းစရာရှိလာတာဟုတ်ပြောခြင်းစရာရှိလာတော့ကျတော့လေရေးဖြစ်သွားတာပါပဲကျွန်တော်အဓိကဟိုစာရေးပြေးလာတဲ့အကြောင်းကကျွန်တော်ကလည်းပြင်းနေကြကျွန်တော်တို့စာအစရေးပြီးကန့်လက်ပြိုင်ပွဲတွေပြိုင်တော့ကန့်လက်ကတော့လာစဉ်လောက်တာဟုတ်လာစဉ်တစ်လားတစ်ခါတစ်လားတစ်ခါလောက်တာအဲဆိုတော့ပြိုင်ပွဲရဲ့ကာလရှိတယ် တံခွေရဲ့ကာလအတွင်းမှာကျွန်တော်တို့ကသူတို့ကန်လက်ပေးကိုတင်ပေးရတယ်ကျွန်တော်စာမှုမရေးရသေးဘူးဆိုလို့ရှိရင်အကျွန်တော်အမျိုးသမီးရပဲသူများတွေတင်ကုန်ပြီနော်အဲ့နေမရေးသေးဘူးလားဟုတ်ဒီလိုလေးတွေသူကပဲအဓိကတွန်းခဲ့တာပေါ့ပြောရဟုတ်ကဲ့ဆရာကဒီရွှေမြူတင်မဂ္ဂဇင်းရွှေသိက်ကနေလဲဟိုရွှေသိက်တယောက်နေနဲ့လဲဖြစ်ခဲ့တာဆိုတော့လေဆရာရွှေသိက်ဘောကဖြတ်တန်းရတဲ့အမှတ်တရလေးရှိရင်လဲပြပြပေးပါအောင် ရွှေသိဘဝကတော့ဘယ်လိုပြောမှလဲကျွန်တော်ဒီကလန်များပထမဆုံးရတဲ့ကျွန်တော်တားကောင်များဝတ္ထုပေါ့တားကောင်များဝတ္ထုကအဲ့ကာလမှာကျွန်တော်ကဟိုကလန်များအဆင်မြင်တယ်စာမှုပို့ရက်ကကတ်နေပြီစာမှုပို့ရက်ကကတ်နေပြီကတ်နေတော့ဒီ ရွှေသစ်မှာကျွန်တော်ပါတဲ့ဒီလှိုင်းဘောကလူလူဘောကလှိုင်းဆိုရဲဝတ္ထုပေါ့ဒုတိယဝတ္ထုဒုတိယဝတ္ထုနဲ့တားကောင်များနေကိုကျွန်တော်ရွှေသစ်ကလည်းပို့ချင်တာဟိုကန့်လန့်များကြတော့လေနောက်ဆုံးလဖြစ်နေအဲ့ဒီလရဲ့နောက်လဆိုလို့ရှင်သူဒီနှစ်အတွင်းဟိုပေါ့အဆင့်မြင့်တန်းကလူတွေအကုန်ပြီးပြီနောက်နှစ်ကိုကူးတော့မှာဆိုတော့နောက်နောက်နှစ်ကိုမပါတော့ဘူးပေါ့ကျွန်တော်တို့တို့ကဒီကန့်လန့်များစုက ပတော်ကြီးကိုမမမမမမောခဲ့ကြတယ်ပေါ့ဗျာပြောရလို့ချင်းကက်လက်များသူကအလွတ်တန်းပါတုတာပေါ့လွတ်တန်းပါတုတာကနေမှာအစင်းမြန်တန်းပါတုတာပေါ့အစင်းမြန်တန်းပါတုတာတွေကမှတခါဟို3လတစ်ချိန်ခွဲထုတ်ပြီးတော့နေမှာတနည်းစား12ရောက်ပြန်ရွေးတာအဲ့ရနေမှာတနည်းစားအကောင်းဆုံးစုပေါ့အဲ့လိုမျိုးတွေဆိုတော့ကျတော့ online ပြိုင်ပွဲ online မှာပြိုင်နေတဲ့ online သမားတွေဆိုတော့ကျတော့ဒီကက်လက်များစုကိုကျွန်တော်ပုံမှန်တယ် ဘယ်ကဘယ်လိုလောက်အောင်လဲမသိဘူးပေါ့အဲ့ဒါနဲ့ကျွန်တော်ကိုလင်းရင်ကြီးကိုကြံတောင်းတယ်ကိုလင်းကိုကြံတောင်းတော့မင်းရမယ်ဘဲပို့ပို့တားကောင်များပို့ရင်လဲတားကောင်များကိုရွှေပို့ရင်လဲတားကောင်များမှာရွေးနိုင်တယ်ကန့်လက်များကိုပို့ရင်လဲကန့်လက်များမှာအဆူရဖြစ်တယ်နှစ်ခုစလုံးမင်းနှစ်ပုတ်စလုံးကကွင်းစိမ့်နေကွင်းစိမ့်နေဆိုတော့ဆူရဖြစ်တယ်ဆိုတော့ကျွန်တော်အဲ့ဒါကိုအဲ့ဒီနှစ်ပုတ်ကိုကျွန်တော်ကျွန်တော်သင်မောပေါ်မှာဟုတ် ကိုယ့်အကကိုမဲလေးလေးလှုပ်ပြီးခစားမဲနိုင်ပြီးပို့လိုက်တာအဲ့လိုဖြစ်သွားအဲ့ဒါပါအမှန်တရားကန်လက်များစာပေးအဖွဲကဒီစုပေးအပ်တယ်ဆိုတော့လေဆရာ तू ကဘယ်လိုမျိုးလေးတွေနဲ့ဆရာစုအဖြစ်ရွေးချယ်ပေးပေးရလဲဆိုတာလဲဆရာပြောပြပါအောင်အာကန်လက်များမှာကျွန်တော်တို့စပြိုင်တော့2018ပေါ့2018မှာစပြိုင်တယ်သူကအလွတ်တန်းရှိရယ်အဆင့်မြင့်တန်းရှိရယ်ပေါ့ဟုတ်ကဲ့လွတ်တန်းကသူကတလောက်တစ်ချိန်တလောက်တစ်ချိန်မှာကျွန်တော်တို့ စာမူတွေဖတ်တာကဆရာ၄ယောက်ရှိတယ်။ဆရာ၄ယောက်ရှိတာကိုလူတစ်ယောက်နဲ့တစ်ယောက်နဲ့အကြိုက်မတူဘူး။ဆရာ၄ယောက်ရဲ့အကြိုက်ညီတော့မှသူတို့အမှတ်ဘေးစနစ်နဲ့သွားတာ။ဆယ်မှတ်ဘေးစနစ်နဲ့သွားတယ်။အများဆုံးသူတို့ရရကြတာ7.5 to 6 to အဲ့လိုမျိုးတွေပေါ့။အမှတ်ဆရာ၄ယောက်ကပေးမှတ်ညီမယ်။ဆိုလို့ရှိရင်ဒါဒီလူကဟိုစုတစ်ခုခုတည်ကြပြီပေါ့။ အပြိုင်ပွဲဆိုတာကလည်းဘယ်လိုပေါ့ကိုထက်ကိုကကောင်းနေပြီမလို့ကိုထက်ကောင်းတဲ့လူတယောက်ပေါ်လာလို့ချင်းကိုကဒုတိယရောက်သွားတာပေါ့သုံးယောက်ပေါ်လာရင်လေးယောက်စတုထရောက်သွားတာအဲ့လိုမျိုးဆိုတော့ကျွန်တော်စပြိုင်တဲ့လမှာပါထုတသုံးစုပဲပြီးတော့စောစောပိုင်းတော့၅စုတောက်ထိပြီးပါထုတသုံးယောက်ကအဆင်မြင်နိုင်ကိုတက်တယ်လာစဉ်ပြိုင်ပွဲတွေကနေပါထုတသုံးယောက်ကအဆင်မြင်နိုင်ကိုတက်တယ်အဆင်မြင်နိုင်ကကျတော့ကျွန်တော်တို့၃လကိုတစ်ချိန်လုပ်တယ်ဟုတ်၃လကိုတစ်ချိန်လုပ်တယ် ပါရုဒ္ဒ3ယောက်ထပ်ယူရတယ်ပေါ့အစင်းမြန်းတန်းကျတော့ဟိုကျွန်တော်သုံးသက်ချက်တွေမဖတ်ရတော့ဟိုအလွတ်တန်းပြိုင်ပွဲမှာကျတော့ဆရာတွေကစာမူလည်းဖတ်ရတယ်အမှတ်လည်းပေးရတယ်ဘာလို့ဘယ်နေရာဘလို့ရှိပါတယ်ဘလို့ဘာကြောင့်မို့ဒီလိုမျိုးပါဆိုတာမျိုးသုံးသက်ချက်လည်းပေးရတယ်ပေါ့သုံးသက်ချက်ပေးပြီးတော့အဲ့လိုမျိုးဟိုပါရုဒ္ဒ်ကိုယူရတာပါရုဒ္ဒ်ကသူတို့ချင်းလည်းတိုင်ပင်ထားတာမရှိပါဘူးတနေ့တရက်တစ်ချိန်နဲ့ကျွန်တော်လည်းတိုင်လို့ဘူးတော့သိရတယ် တရတရတဲ့တစ်ချိန်တည်းကိုဟိုကိုစာမှုကိုသုံးသက်ချက်ကိုဒီ page မှာ တင်ပေးရ public ဖတ်လို့ရအောင်စိတ်မြင်နှမ်းကြတော့ public ဖတ်လို့မရတော့ပါထုတ္တ၃လောက်ပဲထွက်ပြီးဟုတ်အဲဒီစိတ်မြင်နှမ်းက၃လောက်ကိုတစ်ချိန်ဟိုပါထုတ္တဆိုတော့ကျတော့ဒနစ်စာအတွက်ကို၄ချိန်ဖြစ်တာပေါ့ဟုတ်၄ချိန်ကိုသူက၁၂ရောက်ရှိတယ်၁၂ရောက်ကိုမှသူကပါထုတ္တခွဲပြီးတော့ ဟိုကျန်တဲ့6ယောက်ကိုကျွန်တော်တို့နှစ်သိန်းစုတစ်နှစ်3လေးပေါ့အဲ့လိုမျိုးပေးရဟုတ်ကဲ့ဟုတ်ကဲ့ဒီအရကဒီ2018 2019မှာဒီကန့်လက်များစာပေးရပေးတဲ့ဒီတားကောင်များနဲ့လည်းဆုရခဲ့တာပေါ့နော်ဆရာဒီဆုရတဲ့အမှတ်တရလေးလည်းရှိရင်လည်းပြပြပေးပါဦးတားကောင်များကိုကျွန်တော်ရေးတော့အာတကယ်တမ်းစွဲပြီးတော့လူကစွဲပြီးတော့လိုက်လာတာဗျဒီဝုဒ္ဓကိုကျွန်တော်အိမ်မက်ထဲထိဆက်ရေးရတယ်ရေးချင်ကျွန်တော် ပုံမှန်ဝတ္ထုရေးချိန်ကဒီကျွန်တော်ဟိုလိုခုကကိုစိတ်ထဲပေါ်လာတော့မှရေးတာဆိုကျွန်တော်အများဆုံးကြာချိန်ကတနာကြီးပဲကြာရပါကျွန်တော်ဝတ္ထုရေးခဲ့တဲ့များတဲ့မှာတားကောင်များကနှစ်ပတ်လောက်ရေးရတယ်စသိန်းကြီးကိုကျွန်တော်မကြိုက်ဘူးစသိန်းကြီးကိုမကြိုက်တော့ခုကကိုပြန်ဖတ်လိုက်ဇက်သိန်းလိုက်မကြိုက်လိုက်နဲ့ဇက်သိန်းလိုက်နဲ့ဆိုပြီးတော့ဒီမှာအိမ်မက်နှစ်ခါလောက်မှတ်တယ် နှစ်ခါလောက်မှတ်တာဟာပထမတစ်ခါမှတ်တဲ့ဟာကျွန်တော်ဒီတိုင်းတိုင်းပဲမှတ်ပြီးတော့မထဘူးမှတ်ပြီးတော့အေးလိုက်တော့နောက်မနက်ကျတော့မမှတ်မိတော့နောက်တစ်ခါထပ်မှတ်တော့အဲ့ဒါလေးကိုကျွန်တော်ထပ်ပြန်ထိုင်ပြီးတော့ရေးရတယ်ပေါ့အဲ့လိုမျိုးတာကောင်းများအဲ့လောက်ထိဆွဲခဲ့ရတယ်ကိုယ့်ကကိုယ်ရေးရင်းနဲ့ပေါ့ဆရာလောလဲဆရာဆူရတာဟုတ်ပါပါဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာဒီဆရာကဒီရွှေသစ်ဒီဂျစ်တယ်စာမျက်နှာပေါ်မှာပေါ့เนาะဒီပြီးခဲ့တဲ့လတွေတော့ ဒီဆရာရဲ့ရှေးဝတ္ထုခန္ဓာမှာဆရာရဲ့စာမှုကိုခေါ်ပြခံခဲ့ရရပေါ့နော်ဆရာဒီအရင်တုန်းကလည်းဆရာကဒီရှေးမြူတင်မဲ့ကစင်းမှာပုံလိပ်မဲ့ကစင်းတွေမှာဖော်ပြခံခဲ့ရတာဆိုလေဒီနှစ်ခုကဆရာဖော်ပြခံရတဲ့ပုံမှာဘယ်လိုမျိုးကြွားချမှုကဘယ်လိုမျိုးရှိလဲပေါ့နော်ပြောပါလေဒီတိုင်းတိုင်းပဲအတူတူပဲပြောတာပေါ့ဟုတ်အတူတူပဲပြောတယ်ဒါပေမဲ့လို့ဒီနောက်ပိုင်းဟိုလိုဟိုစာရေးသက်လေးရလဲနည်းနည်းရအစာအုပ်လေးရလဲတဥစ္စာနှုတ်စာထွက်လာတာဆိုတော့ဟိုလူသစ်တုံကတော့ဟိုဖြည့်ဖြည့်လူမပြောတော့ဘူးဗျာ ျော်တယ်ကျင်းတတ်ပါတယ်ကုစားမှုလေးကိုဟိုမဂ္ဂဇင်းမှာမြင်ရတယ်ဆိုတာမျိုးပါလေဟုတ်ကဲ့ပါဆရာဆရာကဒီရှင်သစ်ကနေဖြစ်လာတဲ့တိုင်းဆရာလည်းတယောက်တည်းဖြစ်တဲ့အတွက်အခုရှင်သစ် digital စာမျက်နှာပေါ်မှာရင်းနေတဲ့ရှင်သစ်ကလောင်သစ်တွေအတွက်ရောဆရာစကားလက်ဆောင်လေးပြောချင်တာရှင်ပြောပြပါဦးရွှေမြူတီရထွက်လာမှတော့တော်တော်များများတော့ရွှေပါပဲကောင်းလို့လဲစင်တင်ပေးတာပါပဲဒီနောက်ပိုင်းကျွန်တော်တို့ဖတ်ရတယ်ခေပြန်ခန်းစားမှုတွေရော တော်တော်ကျဉ်းနေဆရာဆရာဆရာမတွေကများလာပါဆရာထွက်ပြီးသားစာအုပ်တွေရောပေါ့နော်နောက်ထပ်မဲ့စာအုပ်တွေရောဆရာဘယ်တိုက်ကနေပြီးတော့အများဆုံးထုတ်ပြစ်လဲဆိုတာလည်းသိပြန်စီကျွန်တော်ကအဲ့လိုတော့မရှိဘူးဗျဟိုအစောကြီးကတည်းကလည်းဟိုကျွန်တော်ဒီဆရာတွေလည်းပြောပြပါတယ်စာမှုရှိနေတယ်တောင်းလာတယ်ဆိုရင်တော့ပေးပြတယ် ပေးဖြစ်တာများပါဒါပေမဲ့လို့ဟိုကျွန်တော်ကျွန်တော်ဆရာတယောက်ကိုကျွန်တော်ပြောဘူးတော့ကျွန်တော်ကဒီတိုက်ကပဲထွက်လို့ဒီထုတ်ဝေးသူကပဲကြိုက်တာပါဒီတိုက်ကိုဒီတိုက်တည်းကသူ့ကိုထုတ်မပေးဘူးဆိုတော့သူ့ကိုမကြိုက်ဘူးပေါ့ကျွန်တော်အဲ့လိုမျိုးကြီးအဖြစ်မခံနိုင်ဘူးဆရာလို့ကျွန်တော်တိုက်ဆုံအောင်သွားကြည့်မယ်မယူတာတော့လည်းမတတ်နိုင်ဘူးပေါ့လေတိုက်ဆုံအောင်ကျွန်တော်သွားမယ်ကျွန်တော်ပထမဆုံးစာအုပ်ကကျွန်တော်ဘန်ဆက်လန်ထုတ်ပြရအောင်အခုစာရေးမြိုင်ကျော်လာပြည့်ရကပြည့်ရကအစီအစဉ်ပြီးတော့ဘန်ဆက်လန်ထုတ်တယ် ဒုတိယစာအုပ်ကကျတော့ကျွန်တော်ပင်လယ်ထဲရဲ့မြစ်ကကျတော့ဆရာတင့်လွင်ရေလင်းလုံးခင်ရထွက်ဒီတိမ်နဲ့တောင်နဲ့လမ်းနဲ့လူနဲ့ကကျတော့ဆရာမိုးကျော်စင်ရဲ့ Nature Book ကထွက်တာဟုတ်ကဲ့ဟုတ်ဒီတစ်ခိုင်လုံးရွှေကျတော့မဟာနေထွက်ပါဟုတ်ဟုတ်ကဲ့ပါဆရာဆရာထပ်ဖြည့်ပြောချင်တာကြီးရင်လဲပြောပြပါဦးဆရာထပ်ဖြည့်ပြောဆရာကတော့ဘလိုကြီးတော့မရှိပါဘူးကျွန်တော်လည်းစာရေးဆရာဖြစ်တာမှမကြသေးပဲဒီလိုပဲပေးလာတဲ့တောင်ကတော့ကြည်ရမှာပေါ့လေဟုတ်ဟုတ်ကဲ့ပါဆရာ ခုလိုအချိန်ပေးပြကြပြီးတော့ကျေးဇူးများတင်ပါတယ်ဆရာဟုတ်ကဲ့ကျေးဇူးပါဗျာ